တတူးပြင်းတဲ့လူမိုက်ကြီးတယောက်လိုဖြစ်နေပေမယ့်သူတတ်တဲ့တတူးပညာနဲ့ငလင်တန်တဲ့ပြည်သူတွေကိုကူညီမဲ့ရောင်ပြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီး ခေါင်းဆောင်ခြေဆောင်တက်တူးပြင်းနဲ့လူမိုက်ကြီးတယောက်ပုံဖြစ်နေတဲ့ဆိုရော်ရောင်ပီကတော့ရုပ်ရည်နဲ့မလိုက်အောင်မှစိတ်ထားဖြူစင်သူတယောက်ဆိုတာပရိသတ်ကြီးတို့တွေတွေ့မြင်ရမှာပါ။ရာပီကတော့အောင်မြင်တဲ့ဆိုရော်တယောက်ဖြစ်ခင်ကလေးကတက်တူးတွေနဲ့လူမိုက်တယောက်စတိုင်နဲ့နေထိုင်ခဲ့သူလေးဖြစ်ပါရည်။သူ့ရဲ့ပုံစံကိုတွေ့တဲ့သူတိုင်းကတော့လူရင်ချင်းမဖြစ်နိုင်ဘူးလူမိုက်တယောက်ဆိုပြီးတော့ထင်ကျေးမျိုးစုံအောင်ပေးခဲ့ကြတဲ့ထီပါပဲ။ပရိသတ်တွေပြောရင်လည်းပြောချင်စရာပါပဲ။ရာပီကတက်တူးတွေကိုခနာကိုနဲ့ပြားမှထိုးထားသလိုမျက်နှာတွေမှာပါထိုးထားခဲ့တာလေးဖြစ်ပါရည်။ရာပီကတော့ဘဝကြီးကိုသူ့စိတ်ကြိုက်လို့လက်လက် ဖြတ်တန်းနေပေမယ့်မိသားစုပေါ်မှာလည်းချစ်တဲ့သူတယောက်ဖြစ်တယ်လို့စိတ်ထားကောင်းတဲ့သူတယောက်လည်းဖြစ်ပါရယ်။မိမဖြစ်သူပေါ်မှာရောတမီးလေးပေါ်မှာပါတာဝန်ကျတဲ့ခင်မွန်ကောင်ဖခင်ကောင်တယောက်ဖြစ်နေထိုင်ခဲ့တယ်လို့ပြည်သူတွေအတွက်လည်းစိတ်ထားကောင်းတဲ့တယောက်အနေနဲ့ယက်တည်နေကြတာဖြစ်ပါရယ်။ အပြင်ပုံစံနဲ့မလိုက်ဖက်ပဲနဲ့စိတ်သက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ရာဘီကတော့ပြည်သူတွေခက်တွေနေတဲ့ချိန်မှာတက်နိုင်နာလေးတွေနဲ့ကုညီပေးခဲ့တာလည်းဖြစ်ပါရည်ရာဘီကတော့ခုချိန်မှာငလင်တန်ကြောင်ခက်တွေနေတဲ့ပြည်သူတွေကိုတက်နိုင်တဲ့လောက် အားနဲ့ကုညီဖေးမနေရလည်းဖြစ်ပါရည်သူရဲ့ချွေးနေစာတွေကငွေကြေးချို့ကိုလည်းလှူဒန်းပေးခဲ့တယ်လို့သူတက်တဲ့တက်တူးပညာနဲ့ငလင်တန်တဲ့ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေကုညီပေးဖို့ကြိုးစားနေကြတာလည်းဖြစ်ပါရည်တက်တူးပြည်နဲ့ပဲကြီးရောင်ဘီကတော့ကိုယ်တိုင်နဲ့အချစရာနေရာမရှိအောင်တက်တူးတွေထိုးထားတယ်လို့ ကိုရင်ကလည်းတတူးထိုးတဲ့သူတယောက်ပါအခုဆိုရင်တော့သူတက်တဲ့တတူးပညာနဲ့ငွေရှာနေပြီလေဖြစ်ပါရည်နောက်ပြီးကတော့တတူးကိုစီးပွားဖြစ်ထိုးတာမဟုတ်ပါဘူးသူတက်တဲ့တတူးပညာကိုသုံးချပြီးတော့ပရိုက်တာအနေနဲ့တတူးထိုးကန်ဖွင့်ပြီးတော့ဖြီသူတွေကိုကူညီသွားမှလည်းဖြစ်ပါရည်ရောင်ပြီးကတော့သူ့ရဲ့အသည့်တတူးပညာရှင်တွေနဲ့စုပေါင်းပြီးတော့ တတူးပွဲတော်လေးကိုလှုပ်ဖြစ်ခဲ့တာပါ။အေဘီလာ9ရက်ရှိရဲ့2ရက်ကိုတတူးထိုးရင်းနဲ့ငွေရှာခဲ့တာလည်းဖြစ်ပါရည်။သူတို့ဖွဲ့ရတော့ငလင်ဘေးတင်ပြည်သူတွေအတွက်တတူးအာတစ်အလို့ဆိုပြီးရန်ကုန်မြို့ကကန်တာယာ shopping center မှာရှင်းပါခဲ့တာလည်းဖြစ်ပါရည်။9ရက်ရှိရဲ့2ရက်လုံးကိုစင်တာဖွင့်ချိန်ကနေပိတ်ချိန်ထိတတူးထိုးပြီးတော့အလူငွေရှာဖွေသွားမှာလည်းဖြစ်ပါရည်။ရောင်ဘီကိုလှုပ်ပေးတဲ့ပွဲကတော့နှုတ်နှစ်ဖက်ကျိုးရှိသေးမယ့်ပွဲလေးတစ်ပွဲဖြစ်ခဲ့တာတော့သိကြပါပြီ။နမကြီးတတူးအာတစ်တွေလည်းပါဝင်တယ်လို့နိုင်ငံကျော်ဆိုတော့ရောင်ဘီပါဝင်ပြီးတော့တတူးထိုးခဲ့တာလည်းဖြစ်ပါရည်။သူတို့ ွဲမှာတတူးလာထိုးတဲ့သူတွေကိုပုံမှန်ဈေးတဲ့90ရာခိုင်နှုန်းလျှော့ဈေးနဲ့ထိုးပေးကြတာပါပုံမှန်တက်တာရင်ဈေးနှုန်းနဲ့ထိုးပေးကြတာမလို့လာပြီးတော့အပေးကြတဲ့ပြည်သူတွေလည်းငွေကြေးရကြရင်လည်းအဆင်ပြေတယ်လို့ထိုးပေးတဲ့သူတွေကလည်းတကယ့်ကြမ်းကျင်တဲ့ artist တွေအနုပညာရှင်တွေမလို့စိတ်ကျေနပ်မှုရစေမှာတည်ကြပါပြီလာပြီးတော့တစ်ထောက်တနေရာကနေဝင်းရံပြီးအပေးကြတဲ့ပြည်သူတွေလည်းအဆင်ပြေတဲ့ပြင် တစ်ဖက်မှာလည်းပြည်သူတွေကိုလူတန်းပေးဖို့အဆင်ပြေရမလို့နှုတ်နှစ်ဖက်ကြိုးရှိတဲ့ခြေနေပါပြီ။ရောင်ပီကတော့ရှာလာတဲ့ငွေကြေးတွေကိုအကုန်လုံးကိုငလေးတဲ့ခန်းစားနေရတဲ့ပြည်သူတွေကိုအကုန်လုံးလူတန်းပေးသွားမှလည်းဖြစ်ပါရည်။တစင်းနေဖန်နေလို့တတူးမထိုးပြစ်တာကြားပေမဲ့ပြည်သူတွေကိုတက်နိုင်တလားကိုကြီးနိုင်အောင်လို့ကိုရင်ပါဝင်ပြီးတော့အားဖြစ်နေကြတာလည်းဖြစ်ပါရည်။ဒီတရားရင်စည်ရင်စေတနာကောင်းမကောင်းဆိုတာအပေါ်ရန်ရာတွေကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဆိုတာကိုဆိုရော်ရောင်ပီကလူရဲ့ချုံနဲ့တသက်ပြခဲ့ပြီလည်းဖြစ်ပါရည်။ ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဖို့သတင်းကြောင်းရာများပြီးနောက်ထပ်လည်းနုပညာရှင်တွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချင်းနဲ့တပြင်းညီတင်ဆက်ပေးမှာဖြစ်လို့ဆောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ရှင်